ဒါကတော့ကမ်ဘောဒီးယားနိုင်ငံမှာရှိတဲ့အန်ကောဝတ်ဘုရားကျောင်းကြီးပဲဖြစ်ပါတယ်ဒါကတော့အာဝင်ဝင်ချင်းပေါ့နော်အဲ့ကလည်းလှမ်းတွေးရတဲ့နေရာဖြစ်ပါတယ်ဒီပပလေးမှာရှိတဲ့ရှုခင်းတွေဖြစ်ပါတယ် ဆိုင်မှာရေကန်လေးတွေရှိတယ်ပပတ်လေးမှာတစ်ပင်တွေရောနော်စိမ့်ဆိုနေတာကိုတွေ့ရမှာဖြစ်ပါတယ်ဒါကတော့ဒီဖျားကြောင်ကြီးကိုသွားတဲ့အသွားပါပေါ့နော်အဲ့မှာဘေးပပတ်လေးကိုလှမ်းကြည့်လိုက်ရင်တော့မြင်ရတဲ့ရေကန်အာလို့ပြောမလားဒီကျုံးလို့ပြောမလားပေါ့နော်သူကမြစ်တစင်းလို့ပဲ အရန်ကိုတာယာတဲ့နေရာလေးဖြစ်ပါတယ်ဘေးမှာလည်းတစ်ပင်တွေနဲ့စိမ့်နေပြီးတော့ကျွန်တော်တို့တွေ့ရတာဖြစ်ပါတယ်ဒါကတော့ဒီအန်ဂိုဝတ်ဖျားချောင်းကြီးကိုအဝေးကနေပါတော့ဒီလှမ်းပြီးတော့မြင်ရတယ်မြင်ကွင်းပဲဖြစ်ပါတယ်ဆိုတော့ဒီလိုနဲ့ကျွန်တော်အထဲကိုစဝင်တဲ့အခါမှာကျွန်တော်အထဲမှာဒီလိုမျိုးအာတွေ့ရမှာဖြစ်ပါတယ်အထဲမှာဆိုရင်တော့ဒီလိုပဲသူ့ရဲ့ တိုင်တွင်နေရန်တွေများစွာနဲ့ဖွဲ့စည်းထားတာကိုတွေ့ရပါတယ်။ပြီးရင်တချို့နေရာမှာဆိုရင်တော့နည်းနည်းမှောင်တယ်လို့လို့ရှိတာပေါ့နော်။ဆိုတော့ဒီလိုမျိုး အထဲမှာဝင်ကြည့်ရင်တော့ဒီလိုမျိုးအာတွေ့နိုင်ပါတယ်။ဒီဖះเจ้าကြီးရဲ့ထူးခြားတဲ့ဘီတုကာလေးရာတွေကြောင့်ယနေ့အချိန်ထိတန်ဖိုးထားပြီးတော့ထိမ့်သိမ်းထားတဲ့ဘာသာရေးအဆောက်အအုံတစ်ခုဖြစ်ပါတယ်။ဒါကတော့ ပရဝုံအတွင်းတနေရာမှာရှိတဲ့နေရာပဲဖြစ်ပါတယ်ပြီးတော့ကဘာလက်ခီးတော်တွေကိုလည်းပဲအခုချင်းထိဆွဲဆောင်ထားနိုင်တဲ့နေရာတစ်ခုလည်းဖြစ်ပါတယ်ဒီဖျားကြောင်းဟာဆိုရင် ရှေးခမာလူမျိုးတွေကလည်း AD 1150လောက်မှာဘေဒနိုနတ်ဖျားအတွက်ဤစုပြီးတော့တိဆောက်ခဲ့တဲ့ဟိန္ဒူဖျားကြောင်းဖြစ်တယ်လို့သိရပါတယ် နောက်ပိုင်းမှာဒီဘုရားဘာသာဖျားချောင်းအဖြစ်နော်တဖြည်းဖြည်းနဲ့ပြောင်းလဲလာခဲ့တယ်ဆိုပြီးတော့လည်းအာပေါ်ပြထားတော့ကို တွေ့ရပါတယ်ပြီးတဲ့ခါမှာဒါကတော့ဝင်လာတဲ့ဝင်ပေါက်ပေါ့နော်ဒါတွေတွေ့ရတာဖြစ်ပါတယ်ဆိုတော့အထဲမှာပပတ်ဝင်ကြည့်ပြီးတဲ့ခါမှာတော့ပြန်လဲထွက်လာတဲ့ခါမှာအစကလည်းဝင်လာတဲ့လမ်းအတိုင်းမလာဘဲနဲ့ဒီဖက်နော်ဒီဖက်ကလည်းပြန်ပြီးတော့ထွက်ဖို့ရန်အတွက် သွားတဲ့အခါမှာအခုနဂျုံမော်နော်ဘေးအတိုင်းမဲ့ဒီလိုလေးသွားပြီးတော့ဒီလိုပပတ်လေးကိုမြင်ရတဲ့မြင်ကွင်းဖြစ်ပါတယ်ဒါကတော့အဲဂျုံအပေါ်မှာဗနော်ဟိုဖက်ဒီဖက်ကန်းကိုကူးဖို့ရန်အတွက်ဆောက်ထားတဲ့တရားလေးဖြစ်ပါတယ်သူကဖော့ရီအပေါ်မှာအဲ့လိုမျိုးဆောက်ထားတဲ့တရားလေးဖြစ်တဲ့အတွက်ကြောင့်အဲ့မှာသွားလိုက်ရင်သူကအီအီလေးတော့ဗောနော်အဲသူကသွားတဲ့ခါမှာအီအီလေးနဲ့ ခံစားရမှာဖြစ်ပါတယ်လို့အဲ့ပုံမှာအဲ့တရာကိုကူလာပြီးတော့ဟိုဘက်ကန်းကိုရောက်တဲ့ခါမှာဒါကတော့ဟိုဘက်ကန်းကနဲ့လှမ်းမြင်ရတဲ့အနေထားပဲဖြစ်ပါတယ်လို့ပြီးတော့ကျွန်တော်အာအဲ့ဒီနေရာကနေနောက်တချမ်းနေရာကိုကျွန်တော်သွားရတယ်ဆိုတော့ဒီနေရာကို အာနိုင်ဝတ်နီဘာလောက်သွားရတယ်ပေါ့နော်ဆိုတော့ဒီနေရာကိုဘယ်လိုခေါ်လဲတော့မသိဘူးဒီနေရာမှာလည်းပဲရှင်ဟောင်းဘီတုကလေယာရင်းနေပေါ့နော်ဒီသမိုင်းဝင်နေရာလေးတစ်ခုဖြစ်တဲ့အတွက်ကြောင့်အာလူတွေလာပြီးလဲပတ်ကြတယ်ဆိုတော့ဒီနေရာလေးကိုလည်းပဲတစ်ချက်လောက်ဝင်ကြည့်အောင် ဒါကတော့အဲ့မှာအแทတနေရာမှာရှိတဲ့เนาะအာတစ်ပင်ကြီးတစ်ပင်ပဲဖြစ်ပါတယ်ဆိုတော့ဒီနေရာမှာလည်းပဲတစ်ပင်တွေနဲ့ပတ်ပတ်လဲပေါ့စိမ့်ဆိုးနေတာကိုမြင်ရမှာဖြစ်တယ် ဒီနေရာမှာတော့အရန်တော့ဟိုနေရာကြဲကြဲဝင်းဝင်းတော့တိတ်မရှိဘူးပေါ့နော်တိတ်ပြီးမကြဲဘူးဆိုတော့ခဏလောက်ပဲဒီနေရာမှာအာပပလေးကိုလိုက်ကြည့်ပြီးတဲ့ခါမှာပဲဒီနေရာကနဲ့နောက်ထပ်တခြားနေရာတနေရာပေါ့နော်နောက်ထပ်9ဝက်နီးပါးလောက်ထပ်သွားရတယ် ဆိုပပလေးမှာဒီလိုပဲတစ်ပင်ကြီးတွေနဲ့အုပ်မိုးပြီးတော့အာဂျင်းငှက်တန်တွေလည်းမျိုးမျိုးကိုကြားရမယ်နေရာလေးဖြစ်ပါတယ်လို့ဒီနေရာကနဲ့နောက်ထပ်နိုင်ဝတ်လောက်ထပ်သွားရင်တော့အာဒီနောက်ထပ်တနေရာပေါ့နော်နိုင်ဝတ်လောက်သွားရတယ်ဆိုတော့ဒီနေရာကလည်းပဲသမိုင်းဝင်နေရာလေးတစ်ခုဖြစ်တယ်ဆိုတော့လက်ရာတွေကတော့အရန်ကိုပေါ့နော် ကြည့်လိုက်ရင်တော့ ပြီးသူကလက်ရာတွေကနော်ဒရောလေးကိုလက်ရာဝင်တဲ့အရာဖြစ်ပါတယ်ဒီနေရာလေးကိုလည်းပဲသူတို့အမွေနဲ့အဖြစ်ထိမ့်သိမ်းထားတဲ့နေရာလေးဖြစ်ပါတယ်လို့ဒါကတော့ကမ်ဘောဒီးယားသွားတော့ခဏအန်ကောဝတ်ဖျားကြောင်ကြီးနဲ့တိတ်ပြီးမလှမ်းမကမ်းမှရှိတဲ့နောက်ထပ်သမိုင်းဝင်နေရာလေးနှစ်နေရာပေါ့နော်အဲဒီသုံးနေရာလေးကိုပြန်လဲပြီးတော့အာဘ ഹു ဒုသားလေးရအောင်အာပြန်ပြီးတော့ ဖော်ပြပေးလိုက်ရခြင်းဖြစ်ပါတယ်လို့အားလုံးကိုကျေးဇူးတင်ပါတယ်။